PUBG Mobile ရဲ့လာမယ့် update version 3.8မှာကြည့်မယ်ဆိုရင်တော်တော်လေးကိုလန်နေမုတ်နဲ့အတူ feature အသစ်တွေအများကြီးတွေးမြင်ရတာမျိုးရှိပါတယ်။အခုမှကျတော့ second beta ဆိုတော့ဆောက်လို့ရည်တွေကလည်းမပြီးသေးပါဘူးဗျာ။လင်းရင်ထွက်တဲ့ပုံစံအနေထောက်ကြည့်ရမယ်ဆိုရင်တော့ဒီပုံစံတွေးမြင်ရမှာဖြစ်ပါတယ်။ယထာနဲ့အတူလင်းရင်ထွက်မှာဖြစ်ပါတယ်။မြေပေါ်မှာတော့ယထာလန်းနေနဲ့ပြည်နေပါလိမ့်မယ်။ဒါတော့အဓိက event နေရာပဲဖြစ်ပါတယ်။နေရာတော့တော်တော်လေးကိုကျေပါတယ်။ဒီ warehouse ကနေဒီရဲ့ set ကို activate လုပ်ပြီး green ရဲ့အကူအညီနဲ့ယထာရဲ့ loot box တွေပါတယ်ယူလို့ရတာမျိုးရှိပါတယ်။ loot တွေကတော့လုံးဝ share ရရှိမှာဖြစ်ပါတယ်။ AOT ရဲ့ special power လေးရရှိမှာဖြစ်ပါ ါတယ်လက်ရှိမှာတော့ပုံပြထားတာမျိုးမရှိသေးပါဗျာ Spider-Man Web လို့ပုံစံပဲဖြစ်ပါတယ်ဒါပေမဲ့သူထပ်ပူမိုက်ပါတယ်ဗျာ Power မကုန်မချင်းဇက်တိုက်တုံးလို့ရတာမျိုးရှိပါတယ် Power ကုန်သွားတယ်ဆိုရင်တော့ Cylinder နဲ့ပြန်ဖြည့်ရပါလိမ့်မယ်ဒီကောင်အချီရမယ်ဆိုရင်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်မရောက်နိုင်တဲ့နေရာတွေပေါ့ဗျာဒီကောင်အသွုံပြူမှာသွားလို့ရတာမျိုးရှိပါတယ် နောက်တစ်ခု power ကိုကြည့်ရမယ်ဆိုတော့ character အကြီးလို့လို့ရတဲ့ power ပဲဖြစ်ပါတယ်။တနည်းအားဖြင့်ကျော် vehicle လို့လည်းပြောလို့ရပါတယ်။ကိုယ်တငယ်ချင်း teammate တယောက်ကိုတည်ပြီးသွားလို့ရတာမျိုးရှိပါတယ်။လုံးဝ character အကြီးဖြစ်သွားတာမျိုးရှိပါတယ်။သူ့မှာရှိမယ်ဆိုရင် cool down time လေးတွေးမိရတာမျိုးရှိပါတယ်။အချိန်ပြည့်သွားတယ်ဆိုရင်တော့ပုံမှန် character ပြန်ဖြစ်သွားပါလိမ့်မယ်ဗျ။နောက်တစ်ခုကတော့ဒီ event ကြီးနေရာမှာကြီးမယ်ဆိုရင် special shop တွေတွေးမိရတာမျိုးရှိပါတယ်။ special cash နဲ့ဒီရဲ့ set ကို activate လုပ်ရင်မှ loot တွေယူလို့ရတာမျိုးရှိပါတယ်။ဒီရဲ့ special cash ကိုဘယ်ကနေရရှိမလဲဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တငယ်ချင်းတို့ကိုနည်းနည်းရှင်းမှပြောပါမယ်။နောက်တစ်ခုကတော့ဒီရဲ့ဓာတ်လီကောက်အသုံးပြုပြီးမှအပေါ်တက်လို့ရတာမျိုးရှိ ပါတယ်အပေါ်မှာကြည့်မယ်ဆိုရင် grade တွေးမိရတာမျိုးရှိပါတယ်ဒီက grade ကနေလူတွေပါတယ်ယူလို့ရပါတယ်အောက်ပြင်ဆိုင်ခြင်းနဲ့ဆိုရင်တော့လက်ရှိအချိန်မှာဒီက delay ကနေတော့ပြင်ဆင်လို့မရပါဘူးဗျာဒီမှာကြည့်မယ်ဆိုရင် secret dot တွေးမိရမှာဖြစ်ပါတယ်ဒီကောင်ကိုဖွင့်ပြီးမှဒီကနေတကယ်ကြီးခုံပြီးဆင်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ event အသေးနေရာတွေမှာကြည့်မယ်ဆိုရင်လည်းလူတကတော့လုံးဝရှယ်ရရှိမှာဖြစ်ပါတယ် slide လုပ်လို့ရတဲ့ track တွေတွေးမိရတာမျိုးရှိပါတယ်ဒီမှာကျတော့ slide လုပ်ပြီးတနေရာနဲ့တနေရာသွားလို့ရတာမျိုးရှိပါတယ်အခုမှကျတော့ဒုတိယ beta ဆိုတော့လက်ရှိအချိန်မှာတော့ error အများကြီးတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီက special robot တွေ CRDS special cache နဲ့ပေါ့ဗျာပစ္စည်းတွေပါဝယ်လို့ရတာမျိုး ရှိပါတယ်ဒီရက်ဆို special cash ကိုကျွန်တော်ဘယ်ရနေရရှိမလဲဆိုတာမေးစရာရှိပါတယ်ယထာစီးရင်တဲ့ငွေကျွန်တော်ဒီရက် special cash ကိုရရှိမှာဖြစ်ပါတယ်ဒီ event မှာရှိမယ်ဆိုရင်ယထာတွေးမိရတာမျိုးရှိပါတယ်မြေပုံတစ်ခုလုံးပေါ့ဗျာယထာလမ်းနေတဲ့ကျွန်တော်ပြည်နေတာမျိုးရှိပါတယ်ယထာလမ်းရဲ့ကျွန်တော်ပုံစံနေထားသူဆောက်လုပ်ထားတဲ့ပုံစံကိုကြီးရမယ်ဆိုတော့တကယ်ပေါ့ဗျာလက်တွေ့ဆန်းတာမျိုးရှိပါတယ် PUBG Mobile ဘက်ကနေဘယ်လောက်အချိန်ပေးမှဒီရက်ယထာလမ်းကိုဆောက်လိုက်လေတော့မသိပါဘူးဗျာဒါပေမဲ့လည်းကြီးရမယ်ဆိုရင်တော်တော်လေးကိုလက်တွေ့ဆန်းတာမျိုးရှိပါတယ်ဗျာဘူရာအချီးရောဘူရာအသေးရောတွေးမိရတာမျိုးရှိပါတယ်ဘူရာ site တိုင်း site တိုင်းပေါ့ဗျာတကယ်ကျွန်တော် inventory ထဲမှာဒီရက် special cash cash ကိုရရှိမှာဖြစ်ပါတယ်ဒီ special cash နဲ့ကျွန်တော်ဟိုနာပြောတဲ့ item တွေတကယ်ကျွန်တော် redeem လုပ်လို့ရတာမျိုးရှိပါတယ်ရထောက်ကြည့်ရမယ်ဆိုတော့အိတ်စင်ရထားပဲဖြစ်ပါတယ်တကယ်ကျွန်တော်ဗရင်းပေါက်ကနေပေါ်ရ irangle တစ်ခုလုံးရဲ့ view တွေ enjoy လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ parcel lever တွေဖြည့်ရှင်းပြီးမှလည်းဒီကနေလူတွေပါယူလို့ရတာမျိုးရှိပါတယ်ရထားထဲမှာကြည့်ရမယ်ဆိုရင်ဒီက robot တွေစီကအချိုးတွေပါတွေဝယ်တောက်လို့ရတာမျိုးရှိပါတယ်ရထားအမှုပေါ်လည်းတက်လို့ရပါတယ်ရထားအမှုပေါ်တက်ရင်မှလည်းဒီက view တွေပါတွေကောင်းကောင်း enjoy လုပ်လို့ရတာမျိုးရှိပါတယ် တခုအရေးကြီးတာယထာအရှိမှာတော့သွားပြီးမရက်မိပါစေနဲ့ဗျယထာတငယ်ချင်းတို့တခါလေးရှင်းလိုက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့လိုရာကိုစတာစီလို့ရတဲ့နေရာတွေတွေးမိရတာမျိုးရှိပါတယ်ဒီနေရာလာလိုက်တယ်ဆိုရင်တော့အောက်ထပ်မှာပေါ်ရဒီက train ကိုအတီးပေးလို့ယူမှာသူစီကလူတွေပါယူလို့ရတာမျိုးရှိပါတယ်အပေါ်ထပ်သွားလိုက်တယ်ဆိုရင်တော့ roller coaster စီးလို့ရတာမျိုးရှိပါတယ်လက်ရှိအချိန်က beta ဆိုတော့ခါကျတော့ဗျာကိုကိုတိုင်းစီးကြတော့ပြတာမျိုးမရှိပါဘူးဗျာဒါပေမဲ့ final version ထွက်ရှိလာပြီဆိုရင်တော့ကိုကိုတိုင်းပို့ဗျာစီးမှဖြစ်ပါတယ်ကိုအဖွဲ့တငယ်ချင်းနေနဲ့အတူစီးတယ်ဆိုရင်ဒီပုံစံပြတာမျိုးရှိပါတယ် ရိုလာကွစ်တာစီးမတငယ်ကျွန်တော်ဘာရရှိမလဲဆိုတာမေးစရာရှိပါတယ်လူတရရှိမှဖြစ်ပါတယ်ဒါတော့ကျွန်တော်တငယ်ချင်းတို့ PUBG Mobile ရဲ့လာမယ့် update version 3.8မှာတွေ့မြင်ရမယ် mode အသစ်နဲ့ feature တွေကိုပေါ်ပြပေးလိုက်တာဖြစ်ပါတယ်ဒီ mode မှာကြီးရမယ်ဆိုရင်တခြား feature အသစ်တွေအများကြီးလာဖို့ရှိတာဖြစ်ပါတယ်ဘောက်လစ်ဆိုတော့အခုမှ second beta သွားနေတာဖြစ်ပါတယ်ဒီ beta မှာကြီးရမယ်ဆိုရင် update တွေလာအောင်မှာဖြစ်ပါတယ် update နဲ့အတူ feature အသစ်တွေကိုတွေ့မြင်ရအောင်မှာဖြစ်ပါတယ်နောက်တစ်ခုတော့ classic မှာကြီးမယ်ဆိုရင်လည်းအများလို့တို့တွေ့မြင်ရမယ် feature အသစ်တွေပြောင်းလဲမှုတွေဒါတွေလည်းကျွန်တော်ထွက်ရှိရတာမျိုးရှိပါတယ်ဒီ classic နဲ့ပတ်သက်ပြီးမှ feature အသစ်တွေကိုလည်းပို့ရကျွန်တော် video တက် က်မှာတင်ပေးပါမယ်ဗျာဒါဆိုသခင်ချင်းတို့အနေနဲ့လာမယ့် update version 3.88 even အပေါ်ရန်နဲ့ပတ်သက်ပြီးမှကျွန်တော်နားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဘယ်လိုပုံစံလာမလဲဘယ်လိုပုံစံစိုးရမလဲပေါ့ဗျာဒီမှာကျွန်တော် beta မှာ update တွေဘာတွေထွက်ရှိလာပြီဆိုရင်လက်ရှိနေပေါ်ရဘာတွေပြောင်းလဲမှုတွေဖြစ်သွားလဲဘယ်လိုပုံစံ feature အသစ်တွေတွေးမြင်ရလဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမှကျွန်တော် video ပြန်တင်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာသခင်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့သခင်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ